မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မြေတန်လွင် channel မှာပြန်လည်ကြိုဆိုလိုက်ပါရီဒီတစ်ခေါက်တင်ဆက်ပေးသွားမှာကတော့ထိုင်းနိုင်ငံပန်ကောက်မြို့မှာရှိပြီးမြန်မာနိုင်ငံဘက်ကမျက်နာတော်မူထားတဲ့တကိုးကြီးမြပြားရဲ့စေဝင်သားပွဲတမိုင်းကြောင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရီခင်ဗျာကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဒွန်ဖြစ်ပါရီထိုင်းနိုင်ငံဘန်ကောက်မြို့ကိုအလဲရောက်ခဲ့ပြီးဆိုရင် မြန်မာဗုဒ္ဓဘာသာအများစုကတော့မြာဗျာကိုဥစွာရှိခိုးတိုက်လေးရှိကြပါသည်မနက်ပိုင်း၈နာရီမှညနေ၃နာရီထိသာဖွင့်ပြီးတော့ဗျာဘူးလာရောက်လဲပတ်မိသူများကဘောင်းမီတို့ကြက်များတကန်းနဲ့လဲဟိုင်အင်းကြီးတီရှပ်များကိုဗျာအတွင်းသို့ဝစ်ဆင်သွားခြင်းမပြုရပါဘူးတကယ်လို့ဝစ်ဆင်သွားခဲ့ရင်လည်းအဝင်ဝအဝေလဲကမှကြားတဲ့ငွေပေးပြီးတတ်မှတ်ထားတဲ့အဝေစားများကိုသာငားရန်ဝစ်ဆင်ကြရပါသည်ဒီမြဗျာအနော်ရထားပင်ကို တီဟိုဘရင်ကလက်ဆောင်ဖြင့်ဆက်သားထားပြီးပကံကိုအပေါ်လမ်းမမုန်တိုင်းမိယာမှကမ္ဘောဒီးယား၌တောင်းတင်ခဲ့တယ်လို့လည်းဆိုကြပါရင်ပို့ဆောင်သူများကဆက်ပြီးမပို့ဆောင်ရဲတော့တာကြောင့်ကုန်းလန်းကနေလာအိုနိုင်ငံကို ရောက်ရှိခဲ့ပြီးတော့လာအိုဘရင်ကတမျက်တနိုးကိုးကွယ်ထားတဲ့စင်းနုတော်တစုလည်းဖြစ်ပါရင်ဒီအကြောင်းကိုတီဟိုဘရင်က သိရှိပြီးအနော်ရထားဘရင်ထံအကြောင်းကြားလာပါတော့တယ်နိုင်ငံလုံးကိုမိမပြတ်ချင်တဲ့အနော်ရထားဘရင်ကတီဟိုဘရင်ကိုပါဖိတ်ခေါ်ပြီး ဗျာဗျာကိုတီယိုဘရင်ထံရေဆက်ချလူဒန်းခဲ့ပါရင်အနောယထာမင်းရဲ့မျက်နှာသာပေးမှုကိုသာရယူလိုတဲ့တီယိုဘရင်ဟာအခုလို အနောယထာမင်းနဲ့အတူအလူရှင်ဖြစ်ရေဆက်ချခွင့်ရတဲ့အတွက်ကျေနပ်တယ်လို့တိတိုက်ပြီးဖြစ်စေတန်တမန်လူရွေးပြန်ယူရင်ဖြစ်စေအရိခက်ကအင်အားကြီးတဲ့အနောယထာကိုမြပြပြန်ပေးရမှာတေချာနေပြီမင်းပြည်သူတွေရဲ့တရားတရားကိုအခုလိုလေးစားစွာလှူပေးတဲ့အတွက် ။လာအိုဘရင်ကလည်းအနော်တာမင်းမြတ်ကိုပို့ပြီးချီညိုလေးစားခဲ့တယ်လို့သမိုင်းတွေမှာတွေ့ရပါတယ်။ဒီလိုသမိုင်းကြောင်းကြီးတဲ့မြဖရားကမှထိုင်းတို့ကလာအိုနိုင်ငံကနေမြဖရားကိုတိုက်ခိုက်သိမ်းယူခဲ့ပါတယ်။ထိုင်းဟာလာအိုနိုင်ငံကိုတိုက်ခိုက်သိမ်းပိုက်ပြီးလာအိုနိုင်ငံရဲ့ရှီအောင်မြို့တော်လွမ်ပရာပေါ်မှာမြဖရားကို ထိုင်းနိုင်ငံသို့ပင်းဆောင်ခဲ့ကြပါတယ်။တကယ်တော့မြဖျားကိုကြီးမားတဲ့ကြောက်စိမ့်တုံးနဲ့ထုလုပ်ထားတာဖြစ်ပါရင်ရာသွင်းသမိုင်းမှတ်တမ်းတွေမှာ AD 1334လောက်တုန်းက ထိုင်းနိုင်ငံမြောက်ပိုင်းဖြစ်တဲ့ယခုချင်းမိုင်ခရိုင်မှာဗုဒ္ဓဆင်းသူတော်ကို အင်္ဂလိပ်များဖြင့်ဖုံးဟုတ်ထားတာကိုတွေ့ရှိရပါသည်ဆင်းသူတော်ကိုကျောင်းတိုင်းဆရာတော်တပါးရဲ့ကျောင်းထံကိုပင်းဆောင်သွားခဲ့ရမှာဒီနေ့မှာတော့ဆင်းသူတော်ရဲ့နှာခေါင်းနေရာမှာအင်္ဂလိပ်များအဖက်လိုက်ကွာကြပြီးအတွင်မှာရောင်ကြီးစိမ်းများပြန့်လွင့်နေတာကိုဆရာတော်ကတွေ့ရှိသွားခဲ့ပါသည်ဒီအချိန်မှာဆရာတော်ကစင်းနူတော်တစုလုံးမှာရှိတဲ့အင်္ဂလိပ်များကိုဖယ်ရှားလိုက်ချိန်မှာတော့ ။များเจ้าများဖြင့်ထုလုပ်ထားရင်များပြားကို မြင်တွေ့လာရပါသည်။ဒီတရင်ကို ကြာကြတဲ့အခါလူအများကအများပြားကိုဖိုးချဖို့ရောက်ရှိလာခဲ့ကြပါရတယ်။အရိချင်းကချင်းမိုင်နဲ့ဟာချင်းမိုင်ဘရင်ရဲ့လက်အောက်မှာရှိနေပြီးဘရင်ဆန်ဖန်ကင်ကအများပြားကိုချင်းမိုင်မျိုးတို့ပင်းဆောင်လာစီရင်စင်တော်ကိုဆေးလို့ခဲ့ပေမယ့်အချိန်တိုင်းတိုင်းစင်တော်ကလမ်းပန်းမျိုးတွင်ကိုသာပြေးပြေးဝင်ရောက်ခဲ့ပါရီ။စင်တော်ကတုံးချိန်တိုင်းတိုင်းလမ်းပန်းမျိုးတွင်တို့သာပြေးဝင်ပုံကိုကြည့်ခြင်းအပြင် ရဘရားကိုလမ်းပန်းမျိုးနိုင်သာဆံပေတော်မူမယ်လို့ဘရင်ကအတွေ့ရပြီးနောက်ရဘရားစိနုတော်ကိုနှစ်ပေါင်း32နှစ်တိုင်တိုင်တကိုးထက်တဲ့ချိန်မှန်ပြင်တိလောက အေဒီ1468အထိလမ်းပန်းမျိုးနိုင်သာဆံပေထားခဲ့ပါသည်ချိန်မှန်ဘရင်ဟာသားတော်မကျန်ရှိဘဲနေရွာဆံတဲ့အခါမှာတော့သမီးတော်တစ်ပါးကိုလာအိုဘရင်နဲ့ဆုလျားရပတ်စီပြီးချမ်းချာတမင်းသားကိုဖွာမြင်ခဲ့ပါသည်မင်းသားလေး15နှစ်အရွယ်ရောက်ချိန်မှာတော့ချိန်မှန်ဝင်းကြီးများကမင်းသားလေးကိုထီးနှံအပ်ခဲ့ကြပါသည် ဒါပေမဲ့ခမီးတော်လာအိုဘရင်နဲ့ရွာဆန်တဲ့အခါမှာတော့မင်းသားဟာသူ့ရဲ့အတိုင်းပြည်လာအိုနိုင်ငံကိုအေဒီ1550နှစ်မှာမြဘရားကိုပင်ဆောင်သွားခဲ့ပါရင်ချင်းမိုင်မဝင်းကြီးများကိုလည်းသူပြန်လာမှာပါလို့ကြေပြုခဲ့ပေမဲ့ဘယ်တော့မှပြန်မလာခဲ့တော့သလိုမြဖျားမှလည်းလူဟန်ပရာမှာ7နှစ်တိုင်တိုင်ဆံပယ်ခဲ့ရပါတော့တယ်အေဒီ1564မှာဘရင်ချိုင်းချတာကလာရောက်တိုက်ခိုက်တယ်မြမဘရင်ဘရင်တော်ကိုဆက်လက်မခုခံနိုင်တော့တာကြောင့် သူရဲ့မျိုးတော်ကိုဗျံချင်းတို့ပြောင်းရွှေ့ဆိုဆန်းခဲ့ပါရီ။မြဘရားကိုလည်းဗျံချင်းတို့ပင်းဆောင်ပြီးနောက်နှစ်ပေါင်း114နှစ်တိုင်အောင်ဇံပယ်တော်မူခဲ့ပါရီ။အေဒီ1988မှာဘန်ကောက်ရဲ့ဘရင်တဲ့ရာမာကဗျံချင်းကိုတင်ပိုက်လိုက်ပြီးနောက်မှာတော့မြဘရားကိုထိုင်းနိုင်ငံဘန်ကောက်သို့ပင်းစားလာခဲ့ပြီးဘန်ကောက်ကိုလည်းထိုင်းနိုင်ငံရဲ့မျိုးတော်ဖြစ်တည်ဆောက်လိုက်ပြီးတော့မြဘရားကိုလည်းနန်းတော်အတွင်ထည့်သွင်းဇံပယ်တော်မူခဲ့ပါရီ။ အရိချိန်ကားစပြီးမြဖျားထိုင်းနိုင်ငံကိုကာကွယ်စောင့်ရှောက်ပေးတယ်။တကိုးကြီးအဆောင်တစ်ခုဖြစ်ကျော်ကြားခဲ့ပါရီ။သင်္ဓုတော်ကိုချွန်ပိုလီမှဗန်ကောက်မြို့တော်သို့အေဒီ1984မလာ24ရက်နေ့မှာပင်းဆောင်ပြီးရာမဘီရင်တက်ကသင်္ဓုတော်ကိုတနစ်ကိုနှစ်ကြိမ်လွေနေ့မူမှာသင်ငန်းကက်လေးရှိပါရီ။ရာမဘီရင်တုံးက1824မှ1852နိုင်မြဖျားသင်ငန်းကက်လူချင်းကိုတနစ်လေ3ကြိမ်တမန်ကက်လူခဲ့ပါရီ။သင်ငန်းတစ်ခါကတိုင်းပုံစံတစ်မျိုးပြောင်းပြီး တရားဒီ၌ပုံစံတစ်မျိုးပြောင်းကားကက်လူလေးရှိပါသည်။ဗျာဗျာစင်းတော်ရဲ့ရင်တော်မှာ48.3စင်တီမီတာရှိပြီးရန်တော်မှာ66စင်တီမီတာရှိပါသည်။စင်းတော်မှာထိုင်ကိုယ်တော်ဖြစ်ပြီးတော့ညာခြေတော်မှာဘဲခြေတော်ပေါ်တို့ထပ်တင်ထားသောပုံစံဖြစ်ပါသည်။မြတ်ဗျာကိုထိုင်လူမျိုးတို့ကဝစ်ဖရာလို့ခေါ်ဆိုရကြမှာဝစ်ဆိုရာကဖျားဖြစ်ပြီးဖရာဆိုရာကတော့ကြောက်စိမ့်လို့အတိတ်ပဲရပါသည်။မြတ်ဗျာရဲ့အလွန်ထူးခြားတဲ့အချက်တစ်ခုကတော့ မြန်မာနိုင်ငံဘက်သို့မျက်နှာမူနေခြင်းပဲဖြစ်ပါ रे ခင်ဗျာအခုလိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါ रे ခင်ဗျာနောက်ထပ်နောက်ထပ်လည်းအခုလိုစိတ်ဝင်စားဖို့ရကောင်းတဲ့အကြောင်းအရာများကိုအမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့မြန်တန်ရင် channel ကို subscribe လေးလုပ်ပြီးဘေးနားက notification လေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုလိုက်ပါ रे ခင်ဗျာ